စစ်ဘက်ကဟာတွေကိုရှိတဲ့ပတ်စံရှိတဲ့ဟာတွေအကုန်လုံးခိုးပြီးတော့ကျွန်တော်ပြည်သူတွေကိုပေးချင်ပါတယ်ဗျာဒါကကြိုတင်ကြံစီထားတဲ့ကိစ္စတွေပါစူပါပါဝါမရှိတဲ့ဟီးရိုတွေထဲမှာ fan base အတောင်ဆုံးကခြွင်းချက်မရှိဘတ်မန်ပါဒီနေ့ဗီဒီယိုကတော့ဘတ်မန်ဘာရီလုံနိုင်လဲဘာရီလုတ်ဘူးလဲဆိုတာကိုရှောက်တက်ရရပြောတဲ့ဗီဒီယိုဖြစ်ပါတယ်စစ်ဘက်ကဟာတွေကိုရှိတဲ့ပတ်စံရှိတဲ့ဟာတွေအကုန်လုံးခိုးပြီးတော့ကျွန်တော်ပြည်သူတွေကိုပေးချင်ပါတယ်ဗျာဒါကကြိုတင်ကြံစီထားတဲ့ကိစ္စတွေပါ ပထမဆုံးသူ့ရဲ့အခြေခံကိုယ်ရည်ကိုယ်သွေးတွေကနေစပြောပါမယ်။ဘတ်မန်က IQ 192ရှိပါတယ်။ IQ 140ကျော်ရင် genius လို့သတ်မှတ်တာကြောင့်ဘတ်မန်က super genius တယောက်ဖြစ်ပါတယ်။ဘတ်မန်က martial art ပေါင်း128မျိုးကိုတတ်ပါတယ်။ပြီးတော့ဘတ်မန်မှာအထင်ကရဂုဏ်ပုဒ်တွေအများကြီးရှိပါတယ်။တစ်ခါတလေမှဘာမှကြိုပြီး plan ဆွဲထားတာမရှိဘဲ super power နဲ့ကောင်တွေကိုမင်းဘာမှမဟုတ်ပါဘူးကွာဆိုတဲ့စကားကိုဗစက်ကမပြောဘဲကြားအောင်လုပ်တတ်ပါတယ်။ စူပါပါဝါမရှိလဲရှိတဲ့ကောင်တွေထက်ညံကောင်းတယ်ဆိုတာကိုပြချင်လုံးအာကြည့်ပြီးမစီမလျော်တွေဖြစ်သွားတာပါသိက္ခာစာမှုကတော့ဆဲပါစေဟိုဆဲတဲ့လူကိုပရမတ်ခေါက်ပြောနေကြပဲဆဲတဲ့လူတွေချစ်ပါတယ်လို့ဆဲနေတာပါဒါပေမဲ့ကျွန်တော်အတိအကျကပ်ပြီးဗမာလူမျိုးဖြစ်တယ်တော့ဘယ်တော့မှမဆဲပါဘူးဘတ်မန်ကအရှာရာအတွက်ပြင်ဆင်ထားတဲ့တူရီသောဟီးရိုးလို့ပြောလို့ရပါတယ် အဲ့ဒါကြောင့်ဘတ်မန်ကိုမကြိုက်ပါဘူးဆိုတဲ့သူတွေတောင်မှဘတ်မန်ဆိုတဲ့စက်ကောင်ရဲ့အရှိန်အဝါကြီးမှုကိုတော့လက်ခံရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ